မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ30ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်၊ကွမ်းမြို့နယ်မြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကတပ်မမှုဗိုလ်မှူးကြီးတန်းစိုးဝင် တည်ရင်မှုများအပါအဝင်စစ်သားရောက်900ထက်မနည်းသေဆုံးသွားပြီးတော့တန်ချက်ကကားများလက်နက်ခဲယမ်းများနဲ့စစ်တုံးမန်းများကိုဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ15ရက်နေ့ကစတင်ပြီးတော့ဂွအခြေစိုက်တည်ရင်နှိုင်းရင်ဖြစ်ကြတယ်ခမရ962တည်ရင်နဲ့ခမရ963တည်ရင်တို့ကိုအရက်ခတ်တက်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ2024ခုနှစ်ဒီဇင်ဘာလ29ရက်နေ့နေ့လယ်7:00နာရီအချိန်မှာအဲ့ဒီဂွအခြေစိုက်တည်ရင်နှိုင်းရင်စလုံးကိုရှင်းစစ်နောက်ဆက်တည်ရထဲမှာတင်ပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ဂွအခြေစိုက် က်ရင်များအပြင်ဂွမ်းမြို့ကိုစစ်ကူလာတဲ့တမ66လက်အောက်ခံခမရ၄တက်ရင်တမ71လက်အောက်ခံတက်ရင်များဖြစ်ကြတယ်ခမရ1တက်၄တက်ရင်ခမရ1တက်5တက်ရင်နဲ့ခမရ1တက်9တက်ရင်အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတခလက်အောက်ခံခလိုက်ရ36တက်ရင်ခလိုက်ရ38တက်ရင်ခလိုက်ရ63တက်ရင်ခလိုက်ရ1ခွန်တက်ရင်နဲ့ခမရ308တက်ရင်တို့ကိုတစ်ခုပြီးတစ်ခုမရမနာထိုးစစ်ဆေးတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဖမ်းဆီးရမိတဲ့စစ်တုံးမှန်းများကိုစစ်ဆေးချက်အရာ တက်မဆက်တဲ့တက်မမှုဘုံမူကြီးတန်းဆုံဝင်ဥဆောင်ပြီးတော့ဘျူဟာမူနှစ်ဦးဖြစ်တဲ့ဘုံမူကြီးညွန့်ညွန့်ဦးနဲ့ဘုံမူကြီးကျော်စင်ထိုက်တို့ဟာအရခတက်တော်ရဲ့ထိုးစစ်ကိုပုံစံအမျိုးမျိုးနီလန်းအသွဲသွဲ တန်ချက်ကပြစ်ကူလေချောင်းရေချောင်းပြစ်ကူတို့အပြင်တန်ချက်ကကဆယ်စီးစစ်ကူအများအများတို့နဲ့အသေးအတန်ခုခံကာကွယ်ခဲ့တော်လဲနှစ်ပတ်ကြာထိုးစစ်အပြီးမှာတော့ဂွားမျိုးဟာအရခတက်တော်အေအေရဲ့2024ခုနှစ်အတွင်းမှာနောက်ဆုံးသိမ်းပတ်ရရှိခဲ့တဲ့အရခဒေတာရဲ့တောင်ပတ်အကြဆုံးမြို့ဖြစ်လာခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီကဂွားမျိုးကိုအင်အားထောက်နှင်အကြော်နဲ့ခုခံကာကွယ်ခဲ့တော်လဲနောက်ဆုံးမှာတော့အရခတက်တော်အေအေရဲ့ထိုးစစ်ကို ဘလို့မကိုရှင်မရပဲလက်လွတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။ဘုံမူကြီးတန်းဆုံဝင်းအပါဝင်းတိုက်ရဲမှုတချို့တေဆုံးခဲ့ပြီးတော့အခြားအဆက်အများအများတေဆုံးသွားတယ်လို့သိရပါတယ်။တိုက်ပွဲကြောင့်ပျက်စီးသွားတဲ့တန်ချက်ကတချို့စစ်သုံးဆောင်ပျက်စီးများလက်နက်ခဲယမ်းများနဲ့ရန်သူတုံးမန်းအများအပြားကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ကွားမျိုးထိုးစစ်အစကနေအဆုံးအထိဟာတိုက်ပွဲအတွင်းမှာခံမှန်းရန်သူဦးရေအယောက်900ထက်မနည်းတေဆုံးနိုင်တယ်လို့သိရပါတယ်။ မြေပြင်ကအလောင်းများဖမ်းဆီးရမိတဲ့တုံမန်းများရဲ့ထွက်ဆိုချက်များတင်းစီရမိတဲ့စာရွက်စာတမ်းများအရာသိခဲ့ရတယ်လို့အေအေကထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ရတော့ရခိုင်ပြည်မှာရှိတဲ့မြို့များအလုံးကိုအေအေကဇက်တိုက်သိမ်းပိုက်ပြီးတဲ့နောက်ကြောက်ဖြူမှာရှိတဲ့တရုတ်အထူးစီးပွားရေးဇုံစီမံကိန်းကိုကာကွယ်ရန်တရုတ်ပုတ်ပလိကလုံခြုံရေးအဖွဲ့ဝင်အယောက်900ဝန်းကျင်ဟာအတုတ်လိုက်ခွဲပြီးတော့ရောက်ရှိလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုဒီဇင်ဘာလအတွင်းမှာ တရုတ်ပုပ်လီကလုံခြုံရေးအဖွဲ့များကအတုတ်လိုက်ခွဲပြီးတော့ကြောက်ဖြူစည်းဝါးရေးဇုံကိုရောက်ရှိခဲ့ခြင်းဖြစ်ပြီးလက်ရှိအချိန်မှာဂျမ်မာများနဲ့ CCTV များကိုတပ်ဆင်ခြင်းများလုံဆောင်နေတယ်လို့သိရပါတယ်။အခုရောက်လာတာကတော့ပုပ်လီကလုံခြုံရေးအဖွဲ့ဝင်တွေပါလက်နက်ခဲယံကင်ဆောင်တာမျိုးတော့မရှိပါဘူး။အဓိကကတော့ CCTV တွေတပ်ဆင်တာဂျမ်မာတွေတပ်ဆင်တာနဲ့စီမံကိန်းပတ်ဝန်းကျင်မှာလုံခြုံရေးဆိုင်ရာကိစ္စတွေကိုပို့ပြီးတော့တုံးမြင့်နာတွေလုံဆောင်နေပါတယ်။လက်နက်ခဲယံကင်ဆောင်တဲ့တပ်ဖွဲ့ဝင်တွေတော့မဟုတ်သေးဘူးလို့နေပြည်တော်တပ်သတင်းရေးမြစ်ကပြောဆိုထားပါတယ်။ ဲ့ဒီတရုတ်ပုပ်လီကလုံခြုံရေးအဖွဲ့ဝင်များဟာတာမန်အရောက်အော်များနဲ့ဖြစ်ပြီးတော့ကြောက်ဖြူအထူးစည်းဝါးရေးဇုံစီမံကိန်းနဲ့တရုတ်နိုင်ငံသားများရဲ့လုံခြုံရေးအတွက်လိုအပ်တဲ့အစီအမံများကိုအဓိကဥတီဆောင်ရွက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်စိတ်ကန်ရေနံနဲ့သဘာဝဓာတ်ငွေပိုက်လိုက်နေစဉ်လုပ်ငန်းဆောင်တာများနဲ့ပတ်သက်တဲ့ကွန်ပျူတာဆော့ဖ်ဝဲလုံခြုံရေးစနစ်များအဆင့်မြင့်တင်ခြင်းများကိုလည်းဆောင်ရွက်နေတယ်လို့သိရပါတယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာတရုတ်နဲ့စစ်ကောင်စီတို့ လုံခြုံရေးပူးတွဲအဖွဲ့ကစောင့်ရက်ရန်ရှိနေပြီးတော့ကြောက်ဖြူအထူးစည်းဝါးရေးဇုံစီမံကိန်းလုံခြုံရေးအတွက်တရုတ်ပုပ်ပလီကလက်နက်ကင်တပ်ဖွဲ့များပါခေါ်ယူမယ်ဆိုတော့လေလက်ရှိအချိန်ထိတော့တရုတ်ပုပ်ပလီကလက်နက်ကင်တပ်ဖွဲ့များရောက်ရှိလာခြင်းမရှိသေးဘူးလို့သိရပါတယ်။ရခိုင်ပြည်မှာတရုတ်နိုင်ငံကရင်းနှီးမြှုပ်နှံထားတဲ့ကြောက်ဖြူအထူးစည်းဝါးရေးဇုံစီမံကိန်းကိုကာကွယ်ရေးအတွက်တရုတ်နဲ့စစ်ကောင်စီတို့ပူးတွဲဆောင်ရွက်တဲ့လုံခြုံရေးအဖွဲ့ကိုဘိုးချုပ်ကျော်ရွှေထွန်းကဦးဆောင်ပြီးတော့တရုတ်လုံခြုံရေးများဤပညာရှင်များပါဝင်ဖွဲ့စည်းထားရာ အဲ့ဒီအထူးစီးပွားရေးစုံစီမံကိန်းအတွက်လုံခြုံရေးအစီအမံများစတင်ဆောင်ရွက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။လွန်ခဲ့တဲ့နိုဝင်ဘာလအတွင်းမှာကြော့ဖြူအထူးစီးပွားရေးစုံရဲ့လုံခြုံရေးအတွက်စစ်ကောင်စီနဲ့တရုတ်တို့ပူးပေါင်းပါဝင်တဲ့လုံခြုံရေးအဖွဲ့ကိုပူးတွဲဖွဲ့စည်းခဲ့ပြီးတော့ကြော့ဖြူအထူးစီးပွားရေးစုံစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်ကျော်ရွှေထွန်းနဲ့တရုတ် CITIC Group Company ကတာဝန်ရှိသူများတရုတ်လုံခြုံရေးအဖွဲ့ဝင်များတရုတ်နည်းပညာရှင်များ ပါဝင်ဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်စိတ်ကောင်းစီနဲ့တရုတ်တို့ဂျာမန်အကျိုးတူပူးပေါင်းတဲ့လုံခြုံရေးကော်မတီ Joint Venture Security Company တီထောင်ရေးအတွက်လုပ်ငန်းကော်မတီတရက်ကိုတီထောင်ပြီးတဲ့နောက်ကြောက်ဖြူစီမံကိန်းအတွက်စိတ်ကောင်းစီနဲ့တရုတ်ပူးပေါင်းထားတဲ့လုံခြုံရေးအဖွဲ့ကိုဖုတ်ပူမိလိုက်ဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်ကြောက်ဖြူစီဝိုင်းစုံဥက္ကဋ္ဌဖြစ်သူဘိုးချုပ်ကျော်ရွှေထွန်းဟာလက်ရှိမှာတောင်ပိုင်းရေဒက်ကုတ်ကဲမှုဌာနချုပ်ဌာနချုပ်မူတာဝန်ကိုထမ်းဆောင်နေတဲ့ရေဒက်ဘိုးချုပ်တအုပ်လက်ဖြစ်ပြီးတော့2023ခုနှစ်အတွင်းမှာ ၎င်းကိုကြောက်ဖြူအထူးစီးပွားရေးဆုံးစီမံခန့်ခွဲမှုကော်မတီရဲ့ဥက္ကဋ္ဌအဖြစ်စစ်ကောင်စီကခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာ AA ကရခိုင်ပြည်နယ်နဲ့ပလောက်ဝမှာရှိတဲ့မြို့နယ်15ခုကိုတိုက်ခိုက်သိမ်းပိုက်ရရှိထားပြီးတော့စစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့3ခုကိုသာသိမ်းပိုက်ရန်ကြံရှိတော့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းပြည်မျိုးကိုတော်လိုင်းတပ်များကတိုက်ခိုက်မှာကိုကြောက်လန့်ပြီးတော့အကြမ်းဖက်ဆက်တပ်ကပြည်ပဒေါင်းလမ်းပိုင်းမှာခံစစ်လုံခြုံရေးတွေတုံးမြင့်ချထားပြီးတော့ဖြတ်တန်းခွင့်ကိုကတ်တပ်ထားကမြို့ပေါ်မှာတော့ ရခိုင်လူမျိုးများရဲ့နေအိမ်များကိုစစ်တပ်ကအစီအင်းတွေလိုက်လံဆစ်ဆင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မှာအေကတိမ့်ပိုက်ထားတဲ့တောင်ကုန်းမြို့နယ်နဲ့ထိဆက်နေတယ်။ပြည်ပဒေါင်းလမ်းကနေတဆင်းပြည်မျိုးကိုအေအေနဲ့တော်လိုင်းတပ်များဝင်ရောက်လာမှာကိုစစ်တပ်ကကြောက်လန့်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်အေအေတွေဝင်ရောက်လာနိုင်တဲ့ပြည်ပဒေါင်းလမ်းပိုင်းမှာအင်းမမျိုးအခြေစားအမှတ်66ချိန်မြတ်တပ်မှဌာနချုပ်ကစစ်သားများနဲ့ အင်အားအလုံးရင်းနဲ့ခံဆက်ပြင်ဆင်နေကြတယ်လို့သိရပါတယ်ပြည်ပထောင်လမ်းမိုင်းကိုလည်းဖြတ်တန်းခွင့်တွေကန့်သက်ထားပြီးတော့လုံခြုံရေးတွေပုံပုံတင်းကျပ်ချင်းကားများကိုအကြောင်းမဲ့ပြန်လှည့်ခိုင်းခြင်းများနဲ့အကြောင်းမဲ့ဖမ်းဆီးခြင်းများကိုလည်းလှုံ့ဆော်နေတယ်လို့သိရပါတယ်ပထောင်မြို့နယ်ဟာရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်မကွေးတိုင်းကမ်းမမြို့နယ်အေရဝတီတိုင်းကြံကင်းမြို့နယ်တို့နဲ့နယ်နိမိတ်ချင်းထိစပ်နေခြင်းကြောင့်ပြည်ပထောင်လမ်းမိုင်းကိုအကြမ်းမဲ့စစ်တပ်ကနယ်မြေစိုးမိုးနိုင်ရေးအတွက်အပြင်းထန်လှုံ့ဆော်နေခြင်းဖြစ်တယ်လို့သိရပါတယ်ဒါအပြင်အကြမ်းမဲ့စစ်တပ်ဟာ ပြည်မျိုးပေါ်မှာရှိတဲ့ရက်ကွက်များမှာနေထိုင်နေတဲ့ရခိုင်လူမျိုးများရဲ့နေအိမ်များကိုလည်းပြစ်မှတ်ထားပြီးတော့ဝင်ရောက်စစ်ဆေးခြင်းများကိုလှုပ်ဆောင်နေကမျိုးပေါ်လုံခြုံရေးကိုလည်းပုံပေါ်ပြီးတော့တင်းကျပ်ထားတယ်လို့သိရပါဗျ။ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ဒေသတွေကိုချိတ်ဆက်သွာလာနေတဲ့လမ်းမိုင်းတွေကိုစစ်တပ်ကသွာလာခွင့်တွေကိုကန့်သတ်နေပြီးပြည်ပထောင် လမ်းမိုင်းမှာလည်းအကြီးအကျယ်ကိုခန်းစစ်ပြင်ဆင်နေတဲ့တပ်မ66ကိုအင်အားအလုံးရင်းနဲ့ကိုတုံးနေတယ် ြည်မြို့ကိုအေးအေးကတိုက်ခိုက်မှာကိုစစ်တပ်ကအသေးကြောက်လန့်နေတာရခိုင်စစ်မီးကူးလာမယ်လို့စစ်တပ်ကတွက်နေတယ်ဘကိုးတိုင်းမှာ PDF ကအားအယံကောင်းတော့အေးနဲ့ PDF ပေါင်းမိသွားမှာကိုစစ်တပ်ကအသေးကြောက်နေတာတို့တို့မှာရှိသမျှအင်အားတွေကိုအကုန်လုံးထုတ်သုံးမဲ့အခြေအနေရှိတယ်လက်နက်ကြီးတွေကိုပါထပ်ပြီးတော့အင်အားဖြည့်ထားတယ်လို့သိရတယ် ်ဗျူဟာမှုတွေလည်းဂျိုးမင်ကောင်မြို့နယ်တွေကိုရောက်နေပြီးတော့အထိုင်ချနေတယ်တာယာဝတီတဲထီကိုဆင်းလာပြီးတော့ပြည်ကိုလုံးကျုံအောင်ကာမဲ့အခြေအနေပဲလို့တက်တွင်းသတင်းရေးမြစ်ကပြောဆိုထားပါရယ်ဒါအပြင်တာယာဝတီခရိုင်အတွင်းတာယာဝတီမြို့နယ်လက်ပန်းမြို့နယ်မင်းလာမြို့နယ်အုတ်ဖုံမြို့နယ်မိုးညုံမြို့နယ်ဂျိုးမင်ကောင်မြို့နယ်နတ်တလဲမြို့နယ်နဲ့ဇီးကုံမြို့နယ်တို့မှာလည်းအကြမ်းဖက်စစ်တပ်ရဲ့တပ်မခွန်ခွန်နဲ့တပ်မတရတက်တို့ကအကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဖြန့်ထားတယ်လို့သိရပါရယ်အခုလိုမျိုးတပ်ဖြန့်ထားခြင်းဟာပြည်ပဒေါင်းလမ်းပိုင်းမှာတိုက်ပွဲများဖြစ်ပွားလာရင် စစ်ကူပေးနိုင်ရန်နဲ့တာယာဝတီခရိုင်အတွင်းက PDF တပ်ဖွဲ့များ PKI အတွင်းကိုတွားရောက်ပြီးတော့ပေါင်းစည်းခြင်းမပြုလုပ်ရန်အကြမ်းဖက်စစ်တပ်ကလှုံ့ဆော်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ စစ်ခွေးတွေခံစစ်ပြင်နေတာကတော့ပြည်မာဆိုပေမဲ့တာယာဝတီခိုင်ထဲမှာလည်းတပ်မခုံခုံနဲ့တပ်မတရတိကိုတက်ဖြတ်ထားတယ်အဓိကကတော့တာယာဝတီခိုင်ထဲက PDF တွေနဲ့ပြည်ဘက်ကအဖွဲ့တွေသွားပေါင်းလို့မရအောင်တားဖို့နဲ့စစ်ကူမပေးနိုင်အောင်ကြိုတင်ပြင်ဆင်ထားတဲ့သဘောပေါ့တာယာဝတီကခလိုက်ရ35တိုက်ရင်နဲ့ဓမ္မဒုက္ခကျောင်းတိုင်းမှာစစ်ခွေးတော်တော်များများရှိနေတယ်လက်နက်ခဲရတဲ့ရိတ်ခါတွေလည်းအများအပြားဖြည့်တင်းနေတယ်လို့ဒေတာတွေတော်လိုင်းရေးသတင်းအရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မြစ်ချေမြို့မှာစစ်တပ်ကစစ်ကြောင်းထိုးလာမှုကြောင့်ပြည်သူအယောက်၄000ကျော်ဟာထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ29ရက်နေ့မနက်10:00နာရီအချိန်မှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်း၃ခုခွဲပြီးတော့မြစ်ချေမြို့အတွင်းမှာရှိတဲ့ခြေရွာများကိုဝင်ရောက်လာနေတယ်လို့သိရပါတယ်။အခုလိုမျိုးဝင်ရောက်လာမှုကြောင့်မြစ်ချေမြို့အနီးခြေရွာများဖြစ်တဲ့အင်ဝိုင်းမုံနက်ကုန်းထိုင်းတော်ချောင်းဖတ်ပင်မုံကုန်းပကြီစု တန်စင်တရတော်တိုးချက်1နဲ့3ကြက်ရှာရွာသာအေးဆွဲကြီးအိုးဘုံအပါဝင် ကျေးရွာ73ခုထက်မနည်းကပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။မြင်းချေကိုစစ်ကြောင်း3ခုခွဲပြီးတော့ဝင်လာတာရွာပေါင်း73ခုထက်မနည်းကပြည်သူအယောက်4000ကျော်ဟာထွက်ပြေးနေရတယ်။လက်နက်ကြီးထိမှန်တေဆုံတဲ့သူတွေလည်းရှိတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။ဒါ့အပြင်စစ်ကြောင်းထုတ်လာတဲ့စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်အင်ဝိုင်းကျေးရွာကအသက်29နှစ်အရွယ်ကိုသူရာထိတေဆုံသွားတယ်လို့သိရပါတယ်။စစ်တပ်ကမြင်းချေမြို့နယ်ကျေးရွာများမှာရှိတဲ့နေအိမ်များကပစ္စည်းများကိုဖောက်ထွင်းလုရခြင်းနေအိမ်များကိုအကြောင်းမဲ့ဖျက်ဆီးခြင်းများကိုလည်းလုဆောင်နေတယ်လို့သိရပါတယ်။ တယ်ဒီကနေ့ဒီဇင်ဘာလ30ရက်နေ့မှာလဲစစ်တပ်ကဆက်လက်ပြီးတော့စစ်ကြောင်းထုံးမှုများကိုလှုပ်ဆောင်နေကပြည်သူများဟာဆက်လက်ပြီးတော့စစ်ဘေးတိမ်းရှောင်နေရပြီးအရေးပေါ်စားနပ်ရိက္ခာတောက်ရည်နဲ့စေဝါများလည်းလိုအပ်နေတယ်လို့သိရပါတယ်စစ်ကြောင်းကအင်အား90ပါတဲ့စစ်ကြောင်း3ကြောင်းထိုးဝင်လာတယ်ပခုတ်ကူတပ်မတရားတက်ကနေပြီးတော့စစ်ကူစစ်ကား3စီးလာတယ်အခုအချိန်ထိတော့စစ်ကြောင်းတွေကမြို့ပေါ်မှာတပ်ဆွဲနေတယ်လို့ဒေသခံပြည်သူတို့ကဆက်လက်ရှင်းပြပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့အပါအဝင်နိုင်ငံတော်အလုံးမှာကျင်းပနေတဲ့နှစ်သက်ကူပြောပွဲရှင်ပွဲများဟာလူငယ်များကိုတပ်သားတပ်များအဖြစ်နဲ့ပြစ်မှတ်ထားပြီးပေါ်တာဆွဲဖမ်းဆီးတဲ့ပြစ်မှတ်နေရာများဖြစ်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 2025ခုနှစ်နှစ်သက်ကူပျော်ပွဲရှင်ပွဲများကိုလာရောက်မဲ့လူငယ်များကိုအကြမ်းမဆက်တက်ကပြစ်မှတ်ထားပြီးတော့ပေါ်တာဆွဲဖမ်းဆီးခြင်းများကိုလှုပ်ဆောင်ရန်ရှိနေပြီးမကြသေးမီကစားကြောင်းမှာကျင်းပခဲ့တဲ့ဈေးရောင်းပွဲတော်ရေကြော်မှာပြုလုပ်ခဲ့တဲ့ဈေးရောင်းပွဲတော်များမှာလူငယ်အယောက်90ထက်မနည်းပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီးတော့အဲ့ဒီလူငယ်တွေဟာအခုအချိန်မှာစစ်မှုထမ်းအပတ်စဉ်ရှစ်မှာတက်ရောက်နေရပြီဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီပွဲစည်းနဲ့ပျော်ပွဲရှင်ပွဲများမှာရဲများထွေးအုပ်များနဲ့ စစ်တပ်ကသတင်းပေးဒလန်များကလုံခြုံရေးယူပြီးတော့မူးယစ်ရန်ကားတဲ့လူငယ်များခိုက်ရန်ဖြစ်ပွားတဲ့လူငယ်များနဲ့အချိန်မဲ့အနေမဲ့လူငယ်များကိုတပ်သားတဲ့များအဖြစ်နဲ့စုဆောင်းဖို့အတွက်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ဟာအပတ်စဉ်ကိုစစ်မှုထမ်းတင်တန်းအတွက်လူပြစ်မီးရန်ပေါ်တာဆွဲမှုများကိုကြိုတင်ပြီးတော့ပုံမှုလှုပ်ဆောင်လာခြင်းဖြစ်ပြီးတော့အပတ်စဉ်ရှစ်စစ်မှုထမ်းတင်တန်းအတွက်လည်းလူပြစ်မီးခြင်းမရှိတဲ့အတွက်ကြောင့်ပေါ်တာဆွဲဖမ်းဆီးမှုများအများအပြားလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အပတ်စဉ်9နဲ့အပတ်စဉ်10အတွက် ကြိုတင်ပြီးတော့လူသစ်တွေစုဆောင်းနေပါတယ်ဈေးရောက်ပွဲတော်တွေမှာခိုက်ရန်ဖြစ်ပွားတာမူရရန်ကားတဲ့လူငယ်တွေကိုတပ်သားတဲ့အဖြစ်နဲ့စုဆောင်းမဲ့စီမံချက်တွေလည်းရှိပါတယ်လို့ထွေအုပ်သတင်းအရေးမြစ်ကပြောဆိုထားပါတယ်လက်ရှိရန်ကုန်မြို့နယ်မှာဒီသမားရ28ရက်နေ့ကစပြီးတော့ဒီသမားရ30ရက်နေ့အထိလမ်းမတော်ပွဲစည်းကိုလွတ်လပ်ရင်းနဲ့အထိမ့်မှအကျိုးဈေးရောက်ပွဲတော်အဖြစ်နဲ့ကျင်းပလျက်ရှိပြီးတော့စစ်တပ်ရဲနဲ့ပြူစော်ထီးများက အရက်ဝက်များနဲ့လှည့်လည်ပြီးတော့လုံခြုံရေးယူပေးနေတယ်လို့သိရပါဗျ။ရန်ကုန်မြို့မှာတပ်သားတဲ့စုဆောင်ရန်ပေါ်တာဆွဲဖမ်းဆီးမှုများအပြင်ရန်ကုန်တိုင်းဒဂုံစိတ်ကမ်းမြို့နယ်63ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ကစစ်မှုထမ်းခြေဆိုပြီးတော့တဲအိမ်တော်ကိုနှစ်လတခါငွေကျပ်6000တိုင်းလန်ကောက်ခံနေကြောင်းဒေသခံပြည်သူများကရင်ဖွင့်ပြောကြားထားပါဗျ။ဒဂုံစိတ်ကမ်းမြို့နယ်63ရက်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့ကစစ်မှုထမ်းအတွက်ဆိုပြီးတော့နှစ်လတခါစစ်မှုထမ်းခြေနဲ့ကင်းခြေဆိုပြီးတဲအိမ်ကိုငွေကျပ်6000ကောက်ပါတယ်။ပြည်သူတွေမှာအဆင်မပြေရတဲ့ကြားထဲမှာ ဟိုဟာကြီးဒီဟာကြီးဆိုပြီးတော့လိုက်ကောက်တာတွေလည်းရှိသေးတယ်သူတို့လှုပ်ချင်တိုင်းကိုလုပ်နေတာပဲလို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်အလားတူပဲဘကိုးတိုင်းတယာဝတီမြို့နယ်နဲ့ရွှေတောင်မြို့နယ်အတွင်းမှာရှိတဲ့အုပ်ချုပ်ရေးမှူးများကလည်းစစ်မှုထမ်းထောက်ပံ့ခြင်းဆိုပြီးတော့တအိမ်ကိုလာတိုင်းလာတိုင်းငွေကြတ်တပ်တောင်းလိုက်လံကောက်ခံနေတယ်လို့သိရပါတယ်တယာဝတီမြို့နယ်ဂရန်တာယာအေးကြီးရွာမှာစစ်မှုထမ်းထောက်ပံ့ခြင်းဆိုပြီးတော့လက်စင်တအိမ်တော်ကိုငွေကြတ်တပ်တောင်းနှုံးနဲ့ကြီးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်ဘန်နာရေးမှူးစစ်မှုထမ်းဟောင်းမတန်ဆွမ်းအေးကြီး အကြမ်းဖက်ဆက်တက်ထောက်တိုင်ကြော်လင်းမအူးတို့ကပူးပေါင်းပြီးတော့လိုက်လံကောက်ခံနေခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းတို့တောင်းခံတဲ့ပတ်စံကိုမပေးပါကစစ်တပ်နဲ့ရဲများကိုခေါ်လာပြီးတော့ချင်းချောက်ချင်းများကိုလည်းလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ရွှေတောင်မြို့နယ်ရှားတိုင်းအုပ်စုအုပ်ချုပ်ရေးမှူးလှဟန်ကစစ်မှုထမ်းခြင်းဆိုပြီးတော့လက်စင်ငွေချင်းများကိုကောက်ခံနေသေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ